အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘားလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့ဘင်္ဂလားပင်လယ်ော်ထဲမှာအားလုံးကောင်းလာတဲ့မုန်တိုင်းသတင်းထုကိုသတိထားရအောင်တင်ဆက်ပေးသွားပါမယ်အားကောင်းသောမုန်တိုင်းရဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်19:30အချိန်တိုင်းထွာကြများရဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီး မြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း440မိုင်ခန်းအိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်အနောက်တောင်ဘက်ရေမိုင်း95မိုင်ခန်းကိုဘာပူမြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်း65မိုင်ခန်းနဲ့ပါရတစ်မြို့ရဲ့တောင်အရှိတောင်ဘက်ရေမိုင်း140မိုင်ခန်းအကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်အာကောင်သောမွန်နိုင်ငံရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေရှားမဲ့အခြေအနေရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါတယ် အာကောင်းသောမွန်နိုင်ငံရဲ့တည်နေရာဗဟိုချက်လေဖိအားနဲ့လေတိုက်နှုတ်များကတော့အဆိုပါအာကောင်းသောမွန်နိုင်ငံဟာမြန်မာစံတော်ချိန်15နာရီ30အချိန်မှာမြောက်လက်တီကျူ18.3ဒီဂရီနဲ့အရှေ့လောင်တီကျူ85.4ဒီဂရီတွင်ရှိပြီးဗဟိုချက်လေဖိအား998ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုက်နှုတ်မှာတနအီလ35မိုင်မှမိုင်40နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီတွင်ခံမှန်းချက်ကတော့အဆိုပါအာကောင်းသောမွန်နိုင်ငံဟာမြောက်ဘက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်နဲ့ ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ Indra Pradesh ကမ်းခြေတို့ကိုကိုပါဘူးမြို့နယ်ပါရာဒင်းမြို့တို့အကြားမှာဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါအကောင်းသောမုန်တိုင်းရဲ့အချိန်ကြောင့်ယနေ့ညနေမှာနောက်24နာရီအတွင်းမကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာနှံပြားမုတ်ထချုံရွာပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးခြင်းများနဲ့အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းရေပြင်းလေဟာတနအီနေ့မိုင်30အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြင့်မှာမြို့ဝကျွန်းပေါ် ရခိုင်ကမ်းရိုးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပင်မှာဆက်တပီခံရှိနိုင်ပါတယ်။မုံတမကွေမုံတနေသာရီကမ်းရိုးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေးပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနအီလ25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြစ်မှာမုံတမကွေမုံတနေသာရီကမ်းရိုးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။ <laughs> တို့ဖြစ်ပါပြီအာကောင်းသောမွန်နိုင်ငံရဲ့အချိန်ကြောင့်မိုးသည်ထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းလျှက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာနေတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းကများအနေတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေချမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေး မြမကန်ရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာရှိတဲ့ကန်ဒီကန်ဝေးငါးဖမ်းကြီးကြီးများတင်ပေါ်များနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လဲလိုအပ်သည့်များအကျိုးတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါတယ်အခုဆက်လက်ပြီးမြေရည်ချင်းများကိုတင်ဆက်ပေးသွားပါမယ်6ຫນ ାଇ ခွဲချင်းတိုင်းထွာချက်များရမြေကြီးနာမြို့ရဲ့မြေရည်ဟာအပေါင်း၁၆၈စင်တီမီတာ၅မီခွဲခန့်ထပ်တက်ပါတယ်မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့28.8ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီး ။ယနေ့အနေဆုံးအပူချိန်ကတော့16.6ဒီဂရီဆယ်စီယက်ဖြစ်ပါရခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေရေဟာစိုးရိမ်ရေမှ1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်635စင်တီမီတာ22ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးနားမြို့ရဲ့မြေရေမနေ့ကညနေပိုင်းမှယနေ့နံနက်ပိုင်းအထိစုစုပေါင်း195စင်တီမီတာ6ပေဝဲနီနီခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ထပ်2ပေမှ3ပေခန့်ထပ်တက်နိုင်ပါသေးတယ်။ မြေရည်တက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်ထူကဲမြေရည်ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအေယာရီမြေထပ်ပိုင်းမှာမိုးအားအသင့်အင့်ရှိနေပါတယ်ရန်ဖန်ရန်ခါအေယာရီမြေစုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲထန်သောရွာသွန်းခြင်းများကြောင့်မြေကြီးနားမြို့မြေရည်ကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်သခိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြင့်အထက်ပိုင်းမေခမြင့်နဲ့မလိခမြင့်ဝန်းဒေသများမှာ မိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။အရာရီမြေရိုးတခြားနဲ့ချင်းတွင်းမြေရိုးတခြားမြေကမ်းနီမြေနိမ့်ဒေသများနဲ့မြေနုကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရီမြေကြီးကိုအမိပြုနေထိုင်ရှားဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါတယ်။ပထမဦးစွာချင်းတွင်းမြေရေချင်းများကိုတင်ပြပေးပါမယ်။၂ရက်ဆယ်လ2025ရဲ့နှစ်6နိုင်ခွဲချင်းတိုင်းထွာကြများရာ ခန်တီမြို့ရဲ့မြေဟာအပေါင်း36စင်တီမီတာတပေကျော်ခန့်ပြန်တက်ပါတယ်။မုံရမြို့ရဲ့မြေဟာအနှုတ်2စင်တီမီတာတလက်မှခန့်ထက်ကြပါတယ်။ချင်းရွံ့မြေထပ်ပိုင်းမှာလက်တော်လုံးတွင်မိုးအားအနည်းငယ်မှအသင့်တင်ရှိနေပါတယ်။နောက်နှစ်ရက်ခန့်အထိချင်းရွံ့မြေထပ်ပိုင်းဒေသများမှာမိုးအားကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းတွင်ချင်းရွံ့မြေရိုးတခြားမြို့များအလုံးမှာမြို့အစဉ်လိုက်အတက်ပတ်သူဥတီနေပါဦးမယ်။ချင်းရွံ့မြေချင်းရွံ့မြေရေအတက်ကြပုံမှန်နေထားခန့်မှရှိနေပါမယ်။ ထူးကဲ့မြင့်ရေးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာခန်းလေးမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေပါမယ်ဟ ோம் လင်းမျိုးမှာမြေကြီးအနှဲငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်ဖောင်းပြင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်မော်လိုက်မျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကလေးဝါမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်မင်းကင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ကဏီမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် မုံရမျိုးမှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီး ARI မြင့်ရည်အခြေအနေများကို တင်ပြပေးသွားပါမယ်။မြေကြီးနားမျိုးမြင့်ရည်ပြန်တက်လာပြီဖြစ်လို့ ARI မြေရုပ်တချောင်းမျိုးများအလုံးတွင် မျိုးအစဉ်လိုက်မြင့်ရည်များပြန်လည်မြင့်တက်လာမှာဖြစ်ပါကြောင်းအသိပေးတင်ပြအပ်ပါရစေ။ဗမာမျိုးမှာမြင့်ရည်အနည်းငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါရစေ။ရွှေကူမျိုးမှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမျိုးမှာမြင့်ရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ထီးကြိုင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။မန္တလေးမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။စကိုင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရင်းမှုမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ပခုတ်ကမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ရောင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ချောင်းမြို့မှာမြည်ရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါမယ်။ မင်းမှုမျိုးမှာ မြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ပြည်မျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်ဓာတ်မျိုးမှာ မြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဇလုံမျိုးမှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ အခုဆက်လက်ပြီးအော်တိုဘာလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်19:30ချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်ော်အနောက်လေပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်440မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ရဲ့တောင်ဘက်အနောက်တောင်ဘက်ရေမိုင်95မိုင်ခန့် ကိုပါဘူးမျိုးရဲ့တောင်ဘက်အရှိတောင်ဘက်ရေမိုင်65မိုင်ခန့်နဲ့ပါရာတင်းမျိုးရဲ့တောင်ဘက်အနောက်တောင်ဘက်ရေမိုင်140မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။အဆိုပါအကောင်းသောမုန်တိုင်းငယ်ဟာမြောက်ဘက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်နဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အင်ဒရာပရာဒေ့ရှ်ကမ်းခြေတို့ကိုပါကိုပါဘူးမျိုးနဲ့ပါရာတင်းမျိုးတို့ကြားမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားအသင့်တင်ရှိနေပါတယ်။ မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရံရနှုံးပြေဖြစ်ပါတယ်။မိုးဒိန်တောင်ဖြစ်ပေါ်မှုအချိန်တွေတိုင်းထွာကြများရာ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင့်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာတော့မြဝကျွန်းပေါ် ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီလင်းမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှဆက်တပေးခန့်ရှိနိုင်ပါတယ်။မုံတမကွေမုံတနေသာရီကမ်းရိုးတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်အင့်မှလှိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာ တနာယီလင်း25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမုံတမောက်ကွေမုံတနေသာယူကန်ရန်တစ်လျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့အနောက်တောင်ဘုံတုံလေးဟာမြန်မာနိုင်ငံမြေဝါကျွန်းပေါ်ဒေသများမှဆုတ်ခွာနိုင်ပါတယ်။နေပြည်တော်နဲ့နီးတဝိုက်အတွက်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့ နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နီဒဝိုက်တွက်မနက်ဖြန်နနက်ထိခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေခင်ဗျာ။